င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ်။တင်းသားရီတိုင်းမှာနယ်မြေစစ်စေးကွင်းစစ်နဲ့ဗိုလ်မှူးကြီးမြို့တန် KNL ရဲ့တိုက်ခိုက်မှုကြောင့်ထေသွားပြီးအလောင်းကိုဗုတ်ပြင်းကိုပြန်သည်သွားပါတယ်။ပတိမာစစ်တပ်ကမဲပေးစနစ်သရုပ်ပြဖို့အတွက်ကျပ်ဖို့ပါတီအမာခံတွေရှိတဲ့ရွာတွေကိုခြံထားခဲ့တာကျေးရွာအုပ်စုတစုကိုလူ900နှုန်းနဲ့မဲခလုံနှစ်ရံအတင်းအဓမ္မခေါ်ဆောင်နေတဲ့တဲ့နဲ့ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးတဲ့တဲ့တဲ့ဘောက်ကတော့တင်းသားရီတိုင်းမှာနည်းမြေစစ်စေးကွင်းစင်းနဲ့ဗိုလ်ပြင်းအခြေစားအမှတ်73စစ်စင်ရေးကုကဲမှုထနာချုပ်ကဒုတိယစက္ကခမိုးဗိုလ်မူကြီးမျိုးတန်ဟာ KNL ရဲ့တိုက်ခိုက်မှုကြောင့်သေသွားတယ်လို့စစ်ဘက်သတင်းမြစ်တွေကရန်ကုန်ခေတ်တစ်ကိုပြောပါရတယ်။ဩဂတ်စာ25ရက်နေ့နေ့လယ်12:55မိနစ်လောက်ကတင်းသားရီတိုင်းဗိုလ်ပြင်းမြို့ကနေလင်းညာမြို့ဘက်ကိုဦးတီကထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကား၃စီးကိုဘိတ်တဝဲခရိုင်လေကစောမြို့နယ်ထောင်ယွန်းကျေးရွာအနီးမှာ KNL တပ်တွေကစောင့်ကြုံမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုတိုက်ခိုက်မှုကြောင့်ဗိုလ်ပြင်းအခြေစိုက်အမှတ်၃စစ်စေးကိုကဲမှုထဏချုပ်ကဒုတိယစကကမိုးဗိုလ်မူးကြီးမျိုးတန်အပါဝင်စစ်သား20ထက်မနည်းဟာသေသွားတယ်လို့လည်းသိရပါတယ်။အဲဒီနောက်ဗိုလ်မူးကြီးမျိုးတန်ရဲ့မသားအလောင်းအပါဝင်စစ်သားမသားအလောင်းတွေကိုရသမျှကောက်ယူကာ ဗုတ်ပြင်းမြို့ဘက်ကိုပြန်လဲဆုတ်သွားရလို့လည်းသိရှိရပါတယ်။ရန်ကုန်ခေတ္တရဲ့စစ်တပ်သတင်းမြစ်တွေရဲ့ပြောဆိုချက်အရဗိုလ်မှူးကြီးမြို့တန်ဟာလင်ညာမြို့ကိုခုခံစစ်စင်ရေးတွေကိုကုတ်ကဲဖို့နဲ့တပ်စစ်စင်ရေးအတွက်စစ်ရင်တန်းနဲ့တောက်ရောက်စဉ်တွင် အခုလိုပြစ်ခတ်ခံရတာဖြစ်ပြီးသေးသွားတာဖြစ်တယ်လို့လည်းအတိပြုပြောဆိုပါရတယ်။ကယောရန်ဒေတာမှာကာကွယ်အင်အားစုတွေရဲ့မြေပြင်တက်ခိုက်မှုနဲ့ ဒုတိယတက်မမှုအဆင့်ပထမဦးဆုံးပွဲချင်းပြီးသေသွားခဲ့တာဖြစ်တယ်လို့လည်းပြောရမှာဖြစ်တယ်လို့လည်းစီဒီယန်ဘိုကြီးစင်ရောကပြောပါတယ်။စကကဆက်သုံးဒုတိယစကကမှုဘိုမူကြီးမျိုးတန်ဟာတနင်္လာနေ့တိုင်းပြည်သူစစ်တွေကိုဦးစီးကုကဲရသူတိုးဖြစ်ပြီးစစ်တကတော်အပတ်စဉ်40ကျောင်းစင်းဖြစ်တယ်လို့2023ခုနှစ်ကလည်းစစ်မှုထမ်းကောင်တစ်စိတ်ကိုချင်းမြင့်ခံရသူတိုးလည်းဖြစ်ပါတယ်။သူသေသွားမှုနဲ့ပတ်သက်က ကောင်းအောင်လဲစစ်တနာကျုပ်ကစကက73စကကမှုကို ဖြည့်ရှင်းချက်တောင်းခံနေပြီးစစ်ခုံရုံးဖွဲ့စစ်ဆေးမှုတွေလှုပ်ဆောင်မှုရှိနေလို့လည်းသိရပါရရှင်။မကွေးရတဲ့တပုတ်ကိုကြည့်အောင်ပါ။မကွေးတိုင်းမင်းမှုခရိုင်နဲ့စကိုင်းတိုင်းနာဂဒေတာတို့မှာစစ်တပ်ကပြုလုပ်မဲ့တရားမဝင်ရေကောက်ပွဲကိုလက်မခံဘဲရေကောက်ပွဲပါဝင်သူတွေကိုထိရောက်စွာအပြစ်ပေးအရေးယူမယ်လို့တော်လိုင်းတပ်တွေကတတိပေးချက်ကြေညာလိုက်ပါတယ်။ ပြည်သူကာကွယ်တမတော်မင်းမိုးခရံစစ်ဌာနမင်းမိုးခရံအမှတ်နှစ်တရင်ကအကြမ်းဖက်စစ်တပ်ကကျင်းပပြုလုပ်ဖို့ယူရနေတယ်တရားဝင်အတုရောင်ရွေးကောက်ပွဲကိုပြပြသားသားစန့်ကျင်တယ်လို့လည်းတော်လိုင်းတက်တွေကထုတ်ပြန်ထားပါဗါးအပြင်တမရဦးဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံပုတ်ကိုဒေါအောင်ဆန်းစုကြည်အပါအဝင် ပြည်သူအစိုးရခေါင်းဆောင်တွေကို မတရားဖမ်းဆီးပြီးနိုင်ငံတော်ပုံကံမှုကိုကျွလွန်ခဲ့တဲ့စစ်တပ်ကရွေးကောက်ပွဲကျင်းပပိုင်ခွင့်အခွင့်အာဏာမရှိဘဲနိုင်ငံတော်နဲ့ပြည်သူတို့ရဲ့ရန်သူ The Enemy of the State အဖြစ်ကြီးညာလိုက်ပါတယ်စစ်တပ်ကပြည်သူရဲ့သဘောဆန္ဒနဲ့ဆန့်ကျင်ပြီးသူတို့အာဏာတည်မြဲရေးနဲ့ကျွလွန်ခဲ့တဲ့စစ်ရာဇဝဲမှုတွေနဲ့ကျွလွန်နေစေဆက်ရာဇဝဲမှုတွေကနေပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရို့အတွက် တရားဝင်ရွေးကောက်ပွဲတပွဲကိုဇွတ်အတင်းဖန်တီးပြုလုပ်နေတာဟာဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်တဲ့အပြင်ပြည်သူအချုပ်အခြာအာဏာကိုမတရားရယူဖို့ကြိုးစားတာဖြစ်တယ်လို့လည်းတော်လိုင်းတက်တွေကသတိပေးကြညာထားပါတယ်။ဒါကြောင့်ပြည်သူတို့တရက်လုံးအနေနဲ့လည်းအကြမ်းဖက်ဆေးဥစုကပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲကိုကျင်းပခွင့်မပြုဘဲမိမိတို့နဲ့အတူပူးပေါင်းပါဝင်ဆက်ကျင်ကြဖို့တိုက်တွန်းလိုသလိုအတုအယောင်ရွေးကောက်ပွဲကိုပါဝင်ပတ်သက်ဆက်နွယ်နေတဲ့အစုအဖွဲ့တွေနဲ့ ပါဝင်နေသူတွေကိုစုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာအရေးယူအပြစ်ပေးသွားမယ်လို့လည်းကြေညာထားပါတယ်ရှင်။ ARD တန်းအသင်းတစ်ပုတ်ကိုတက်ဆက်ပေးကြပါမယ်။ ARD တန်းပသိမ်မြို့နယ်မှာအကြက်ဖက်စစ်တပ်ကမဲပေးစနစ်တရုတ်ပြဖို့ဆိုပြီးစံဖို့ပါတီအမာခံတွေရှိတဲ့ယာရီကိုခြံထားခဲ့ပြီးကျေးရွာအုပ်စုတစ်ခုကိုလူ900နှုံးနဲ့မဲခလုတ်နှိပ်ဖို့အတွက်အတင်းအဓမ္မခေါ်ဆောင်နေရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါရတယ်။ဩဂတ်စ26ရက်နေ့မနက်ပိုင်းမှာ ပသိမ်မြို့နယ်ကြက်ပောင်တိုက်နယ်တွင်ကျေးရွာအုပ်စုတွေမှာနေထိုင်ကြတဲ့ပြည်သူတွေကိုအကြက်ဖက်စစ်တပ်ကမဲပေးစနစ်တရုတ်ပြရန်ဆိုကာကျေးရွာအုပ်စုတစ်ခုကိုလူ900နှုန်းနဲ့မဲပေးခလုတ်နှိပ်ဖို့အတင်းအဓမ္မခေါ်ဆောင်နေရလဲဖြစ်ပါတယ်။အဲလိုခေါ်ဆောင်ရမှာကြက်ဖို့ပါတီကိုမဲပေးနိုင်တယ်ကျန်းဖို့ပါတီအမာခံတွေရှိတဲ့ရွာတွေကိုခြံထားခဲ့ပြီးကြံရှိတဲ့ကျေးရွာအုပ်စုတွေကပြည်သူတွေကိုခေါ်ဆောင်နေတာဖြစ်တယ်လို့လည်းဒေသပြည်သူတို့ကပြောပါရယ်အဲ့ဒီမဲပေးစနစ်တည်ုပ်ပြတာကို ကျက်ပောင်တိုက်နယ်အတွင်းကကျက်ပောင်ကျေးရွာပေါ်တော်မူအကြောင်းမှာမြို့နယ်တရားမွေရွေးကောက်ပွဲကော်မရှင်ရုံးကဝန်ထမ်းတွေကဥဆောင်ပြုလုပ်နေတာဖြစ်တယ်လို့လည်းသိရပါဗါးအဲဒီကျက်ပောင်တိုက်နယ်မှာကျေးရွာအုပ်စုရှစ်စုရှိပြီးအုပ်ချုပ်ရေးမှူးတွေကဥဆောင်ကပြည်သူတွေကိုအတင်းအဓမ္မလိုက်လံခေါ်ဆောင်ပေးနေတာဖြစ်တယ်လို့လည်းသိရပါဗါးအကြက်ပဲစစ်ကောင်စီကတရားမွေရွေးကောက်ပွဲအပိုင်း1ကိုဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမှာဖြစ်ပြီးအဲ့ဒီတဲမှာပသိမ်မြို့နယ်လည်းပါဝင်နေရလို့လည်းသိရပါဗါးရှင့် စကိုင်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းရန်ကုန်မုံရွာလမ်းပိုက်မှာနိုင်ငံခြားကနေပြန်လာစင်းမှာအကြက်ပက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့စစ်မှုထမ်းတပ်သားတအူဟာအလင်းဝင်ရောက်လာခဲ့တယ်လို့ A+ အညာမြေစစ်စင်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ။ဩဂတ်စာ22ရက်နေ့ကပခုတ်ကူမြို့အခြေဆိုင်တက်မ101တရင်ကစစ်မှုထမ်းတပ်သားတအူဟာတနက်ယူဆောင်လာခြင်းမရှိဘဲ A+ အညာမြေစစ်စင်ရေးအဖွဲ့စီကိုဆက်သွယ်ကအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါရစေ။ အဲ့ဒီစစ်မှုတန်းတတတဲ့ဟာနိုင်ငံခြားကနေပြန်လာပြီး express ကနေသူနေထိုင်ရာမြို့ကိုပြန်လာစင်မှာရန်ကုန်မုံရွာလမ်းပိုင်းမှာအကြက်ပဲစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီနောက်အတေးအရမစစ်မှုတန်းတွေကိုတွင်ကတောင်ကြီးမြို့မှာအပတ်စဉ်၁၁တင်နန်းဆင်းခဲ့သူဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီလိုအလင်းဝင်လာသူကိုအဝတ်အစားကအစားလိုအပ်နေရာတွေအကုန်ကိုဝယ်ပေးပြီး သူ့မိသားစုထံကိုလုံလုံခြုံခြုံပြန်လဲပို့ဆောင်ပေးခဲ့လို့လဲ A+ အညာမြေစစ်စေရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်ဂျပန်စစ်တပ်စီကနေအလင်းဝင်ရောက်လို့တဲ့လက်အောက်ခံတပ်သားတွေနဲ့စစ်မှုထမ်းတပ်သားတွေကိုကြိုးစုံနေရလို့လဲ A+ အညာမြေစစ်စေရေးအဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောပြပါရယ်ရှင်ဘကောတိုင်းတပုတ်ကိုကြည့်အောင်ပါဘကောတိုင်းရေတာရှည်မြို့နယ်မှာအကြက်ဖက်စစ်တပ်ကဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့ PDF ရဲဘော်စိုးကြီးရဲ့နိုင်ရဲတကြိုးဘွဲကို စက်တက်လေတီနဲ့6ကြိမ်ဘုံကျဲတက်ခတ်ခဲ့လို့ဘျူဟာ20နှစ်ကတော်လန်းရဲဘော်တိုးကပြောပါရယ်ဩဂတ်စာ26နေ့ကအကြမ်းဖက်စစ်တပ်ကဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့တောင်ငိုခရိုင်ဘျူဟာ20နှစ် ပဲခူးရုမရေတာရှိ PDF တပ်ဖွဲ့ဝင်ရဲဘော်စိုးကြီးရဲ့နာရေးအခမ်းအနားကိုရေတာရှိမြို့နယ်တကြီးပေါက်ကျွာမှာပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီနာရေးအခမ်းအနားကိုအကြက်ဖက်စစ်တပ်ကစက်တက်လေးတိနှစီနဲ့6ကြိမ်ဘုံလာကျဲတိုက်ခတ်ခဲ့ပြီးမဲ့လည်းနာရေးအခမ်းအနားပြီးဆုံးချိန်ထိတော်လှန်ရေးဘော်တွေကအထိခိုက်မရှိခဲ့ဘူးလို့လည်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့ရဲဘော်ဆိုကြီးဟာဩဂတ်လ22ရက်နေ့ကအရှိရိုးမကနေအနောက်ရိုးမကို ဆက်လက်နက်ပစ္စည်းတွေကိုဆိုင်ကယ်ကယ်ရီသမားတို့နဲ့သူတက်ဆောင်လာတဲ့အတွင်းရေတာရှည်မြို့နယ်ဘရင်ကုန်ကျေးရွာမှာဖမ်းဆီးတပ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။အဲဒီလိုဖမ်းဆီးစဉ်မှာဆိုင်ကယ်ကယ်ရီသမားကိုရွှေအောင်ကိုလည်းဆက်လက်နက်တွေတူကိုအရှင်ဖမ်းဆီးခံခဲ့ရပြီးအကြမ်းဖက်စစ်တပ်ကဆိုင်ကယ်ကယ်ရီသမားကိုရွှေအောင်ကိုလက်ရှိချိန်ထိပြန်လည်လွှတ်ပေးခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်ရှင်။ ဆက်လက်ပြီးတော့သကိုင်းတိုင်းဘုဒ္ဓနယ်မြို့ပေါ်ကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ရမှာစစ်သား9ဦးဟာသေသွားပြီးတနက်နက်လက်ကိုတင်းဆဲရရှိခဲ့လို့ဘုဒ္ဓနယ်မြို့နယ်ပကဖကတာဝန်ရှိသူတို့ဖြစ်တယ်။အဖြူအောင်ကြော့ကလေးကရန်ကုန်ခေတ်တမီဒီယာကိုပြောပါရယ်။ဩဂတ်စာ26နေ့ည9နာရီခန့်မှာဘုဒ္ဓနယ်မြို့ကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်တပ်ဖွဲ့တွေကပွဲပစ်တော့အရှိရွာမှာ ကြားဖြတ်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ပွဲအတွင်းမှာအကြက်ပဲစစ်တပ်ဘက်က9ဦးဟာတေသွားတာဖြစ်တယ်လို့ ဒဏ်ရာရှိသူများပြပြီး MA1 MA11 တနက်နှစ်လက်နဲ့ခရမ်းတွေကိုတင်းဆက်ရရှိကြတာဖြစ်တယ်လို့လည်းဗုဒ္ဓလင်မြို့နယ်ပကဖတာဝန်ရှိသူအဖြူရောင်ချက်ကလေးကပြောပါရယ်အဲတခိုင်မှုကိုဗုဒ္ဓလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းနဲ့တူမုံရွာခရမ်းတရင်20 BOB တရင်ပလဲမြို့နယ်အခြေစပ်ဘုံမြလုံးတပ်ဖွဲ့ဗမာတက်တော်စစ်ဒေသနှင့်အမှတ်905တရင်အမှတ်1ရွှေဘိုခရမ်းစစ်တနာရဲ့ကုတ်ကဲမှုအောက်ကရွှေဘိုခရမ်းတရင်ကို တရင်စနစ်ပြူဝ53တပင်းရင်အခြေဆက်ဂလုံတက်တော့တပင်း local mobile team အဖွဲ့အနောက်မြောက်လွင်ပြင် Galaxy Force Phoenix တခွဲရေဦးမြွနယ်ပါကဖကနောင်တက်ဖွဲ့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့ထိုင်းနိုင်ငံကချနာဘူရီခရိုင်မှာမြန်မာနိုင်ငံသားလူငယ်88ဦးကိုတရားဝင်ဝင်ရောက်မှုနဲ့ဖမ်းဆီးခဲ့လို့ထိုင်းနိုင်ငံကလာတဲ့သတင်းတွေရသိရှိပါတယ်။ဩဂတ်စာ26နေ့မနေ့3နိုင်အချိန်လောက်ကကချနာဘူရီခရိုင်အုတ်ချုပ်ရေးမှုဦးဆောင်တဲ့အဖွဲ့က လမ်းဂိတ်တွေကိုစောင့်ကြည့်စစ်ဆေးခဲ့ရမှာဆန်ခလန်ပူရီကနေကတနာပူရီကိုဥတီမောင်းနှင်လာတဲ့မတင်ကားပွဲရာကားလေးစီးကိုတွေ့ရှိရတယ်လို့လည်းဆိုထားပါဗျ။အဲဒါကြောင့်ကားလေးစီးကိုရက်တန့်စစ်ဆေးဖို့တားဆီးတဲ့အခါမှာ ကားလေးစီးလုံးဟာထွက်ပြေးမောင်းနှင်သွားခဲ့ပြီးထိုင်းအာရဘိုင်တွေက လိုက်လံဖမ်းဆီးတဲ့အခါမှာတော့ကားလေးစီးလုံးကိုလမ်းတနေရာမှာပြန်လည်ဖမ်းဆီးရရှိခဲ့လို့လည်းသိရပါဗျ။ကားအုံမှာလိုက်ပါလာတဲ့မြန်မာနိုင်ငံသား36ဦးကိုဖမ်းဆီးရရှိပြီးကားသမား၄ဦးကိုလည်းဖမ်းဆီးရရှိခဲ့လို့လည်းထိုင်းသတင်းတွေကသတင်းဖော်ပြထားပါဗျ။အလားတူဩဂတ်စာ29ရက်နေ့မနေ့နှစ်နာရီခွဲလောက်မှာလဲထိုင်းနိုင်ငံကချနာပူရီခရိုင်မှာမြန်မာနိုင်ငံသားလူငယ်30ရှိဦးကိုတင်ဆောင်လာတဲ့ကားနှစ်စီးကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးရရှိခဲ့လို့လည်းသိရပါဗျ။အဲ့ဒီတရားဝင်မြန်မာလူငယ်တွေတင်ဆောင်လာတဲ့ကားနှစ်စီးဟာ စင်ကလာပူရီမြို့ကနေကချနာပူရီမြို့ဘက်ကိုဦးတည်မောင်းဆင်လာစဉ်တွင်ထိုင်းအာဏာပိုင်တွေကစစ်ဆေးဖို့ရက်တံခန့်ပေမဲ့လည်းကားသမားတွေကမရက်တံပဲမောင်းပြေးခရာမှာထိုင်းအာဏာပိုင်တွေကလိုက်လံဖမ်းဆီးခဲ့လို့လည်းသိရပါဗျ။အဲဒီနောက်ကားသမားနှစ်ဦးဟာကားကိုစွန့်ပစ်ပြီးထွက်ပြေးလွတ်မြောက်သွားပေမဲ့လည်းကားပေါ်ကမြန်မာနိုင်ငံသားအမျိုးသား25ဦးအမျိုးသမီး73ဦးစုစုပေါင်းအမျိုးမလူသမား30ရှိဦးကိုဖမ်းဆီးရရှိခဲ့ပြီး တရားဝင်အထောက်ထားမရှိဘဲဝင်ရောက်လာတာဖြစ်တယ်လို့လည်းသိရပါဗါးအဲ့ဒီမြန်မာနိုင်ငံသားတွေဟာဖျားသုံးစုကနေတဆင့်တော်လန်တိုင်းထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လာတာဖြစ်ပြီးတေယူပို့ဆောင်ကားဖြစ်တဦးကို ထိုင်းဘက်8000ကနေ1000တိပွဲစားခပေးဆောင်ရတယ်လို့လည်းသိရပါဗါးရှင်ဟုတ်ကဲ့ပါရှင်ဒါအားရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းတွေကိုတက်ဆက်ပေးရပါကျေးဇူးပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးမများပါ thank you